မင်္ဂလာပါရှင်ရန်ကုန်ကတိ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းတိုင်းနဲ့တိုက်ခိုက်ရစွာလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုဖိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်ကတော့ပြောမြန်မာကျန်းဖတ်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းတိုင်းနဲ့အတိုက်ခိုက်ရစွာလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုဖိတ်ခေါ်ဆွေးနွေးမြို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကတော့ပြောဆိုရတယ် အာဆီယံကထမလေးချောင်းနိုင်ငံအနေဖြင့်တိုင်းဒေသလူနယ်စု29ဖွဲ့အတိုက်ခံရသူများအားလုံးကိုအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုလောက်ဆောင်နိုင်အတွက်မလေးရှားနိုင်ငံကိုရွေးကောက်ပွဲမတိုင်မီဖိတ်ကြားမိဖြစ်ကြောင်းမြမရေကိုဖြည့်ရှင်းတဲ့မြမကိုယ်တိုင်ဥစားမိဖြစ်ကြောင်းရွေးကောက်ပွဲသို့လေ့လာဆောင်ကြည့်သူတွေစေလို့ရန်စစ်တဲ့ဖိတ်ခေါ်ချက်ကိုအာဆီယံကစဉ်းစားနေသေးတာဖြစ်ကြောင်း၎င်းကဆိုရင်တွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်ဖို့နဲ့လူသားချင်းစာနာထောက်ထားမှုကိုညှိနှိုင်းဆက်ပေးနိုင်ဖို့ကျွန်တော်တို့တိုက်တွန်းနေမြမနိုင်ငံရေးကိုမြမနိုင်ငံသားတွေကိုယ်တိုင်ဥစားမိလောက်ဆောင်မှာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောတယ် မြန်မာဂျပန်စစ်တပ်နေပြအဆင်ပုံသဘောတူညီချက်၅ချက်ကိုကောင်တွယ်ပေါ်ရပြက်ကွက်နေတဲ့အတွက်မြန်မာစစ်ကောင်ဆောင်တွေကအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်စည်းဝေးတဲ့တရားခွင်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံကြီးဝန်ကြီးများအစည်းအဝေးကဆုံးဖြတ်ချက်ကြေညာချက်ထုတ်ပြန်နေ။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာအော်တိုဝါ26ရက်နေ့အာဆီယံနိုင်ငံကြီးဝန်ကြီးများအစည်းအဝေးပြီး အချက်28ချက်ပါမြမရေဆွေးနွေးကြခြင်းညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီးရင်းကျင်ညာချက်မှာအဓိကအချက်များအနေဖြင့်မြမစစ်တပ်ကအာဆီယံပုံသဘောတူညီချက်၅ချက်ကိုတိုက်ပယ်ရှိတဲ့အကောင့်တွေပေါ်တိုးတက်မှုတွေမလုပ်ဆောင်သေးလျှင်အာဆီယံထိပ်သီးစည်းဝေးနဲ့နောက်ဆက်တွဲဆက်ဆက်စည်းဝေးတွေမှာမြမစစ်ကောင်းဆောင်နေတရားခွင့်ပြုမည်မဟုတ်ပဲနိုင်ငံရေးကိုစားမပြုသူကိုသာတရားခွင့်ပြုမည်ဖြစ်ကြောင်းသိရတယ်ထို့ပြင်အာဆီယံနိုင်ငံသားရေးဝင်ကြီးများအစည်းအဝေးရဲ့ကြေညာချက်မှာရွေးကောက်ပွဲတွေမကျင်းပမိနိုင်ငံရေးကြက်တဲကိုဖြစ်ရှင်ပုံသဘောတူညီချက်၅ချက်ကိုအကောင့်ထွက်ပေါ်ပြီးအကြံဖတ်မှုတွေကိုရပ်တန့်အမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာတယ်။ ဆက်လက်ပြီးတောင်တာနဲ့ရွှေဘုံမြို့နယ်မှာစစ်တပ်စစ်ကြောင်းတိုက်ခိုက်မှုစစ်သားနှုတ်သိမ်းဆုံးပြီးတနက်တလနဲ့ခဲများသိမ်းစရာရှိမန္လေးတိုင်းတောင်တာမြို့နယ်မှာဂျပန်စစ်တပ်ထိုင်ကြတပ်ဆွဲထားစစ်တပ်စကကထွက်လာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ရမှာစစ်သားနှုတ်နေရာတွေပွဲချင်းပြီးသိမ်းဆုံးပြီးတနက်တလနဲ့ခဲများသိမ်းစရာမိခဲ့ကြောင်းအမတ်135တပ်ဖွဲ့နောက်မြောက်စစ်ဒေသမှာတောင်းရင်ရှိသူကပြောတယ်အတိုဘာလာ29ရက်နေ့ညနေပိုင်းတောင်တာမြို့နယ်မှာဂျပန်စစ်တပ်ထိုင်ကြတပ်ဆွဲထားအကင်စကန်ကထွက်လာတဲ့စစ်ကြောင်းကို ဒေါ်လာတက်ဖွဲ့တွေကတိုက်ခိုက်ခဲ့ကြဒုတိုက်ခိုက်မှုတွေဂျပန်စစ်ကောင်စီဘက်ကစစ်သားနှုန်းနေရာတွေပွဲချင်းပြီးတိုက်ဆောင်ကကြည်တရီမျိုးစားတနတ်တလန်နဲ့ကြည်ချို့တိတ်စီယာမီကဒေါ်လင်းရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။စစ်ခွဲနှုန်းလုံးနေရာတွေပွဲချင်းပြီးတိုက်ဆောင်ခဲ့ပါတယ်ကျွန်တော်ရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူလူမျိုးရေးတက်တော့မြင်းကြက်ခဲအဖွဲ့တို့ကပူပေါင်းလုဆောင်ခဲ့ခြင်းဖြစ်ပါတယ်။အလားတူစကိုင်းနိုင်ရွှေဘုံမြို့နယ်ရှာတွဲရမှာထွက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့တိုက်ခိုက်ရမှာစစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့ကြောင်းစာမဏီဒရုန်းတစ်ဖွဲ့တိုင်းကပိုးတိုက်ခိုက်ကပြောတယ်။အော်တိုဘာလာ၁၈ရက်နေ့ရှေ့ဘုံမြို့နယ်ရှားတောက်မှာထွက်လာအင်အားတရာဝေးချင်ရှဲစစ်တပ်စစ်သားကိုတော်လိုက်တပ်ဖွဲ့တွေကဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွေဂျက်ဖက်စစ်ကောင်စီဘက်ကထိခိုက်သိမ်းဆုံးမှုများပြီးအရေးအတွက်ကိုတည်ပြနိုင်ခြင်းမရှိသေးကြောင်းစစ်စင်တွေရှေ့ဖို့ရှိစစ်တပ်တရင်တွေကိုလက်နက်ကျင်းနဲ့ရန်တပ်ပစ်ခတ်ပြီးဝိုက်တွဲလေရင်နဲ့ကိုယ်စိတ်ပုံစံခဲ့ကြောက်တရားရတယ်။ စစ်ခွေးတဲ့စင်ကတော့စင်ရင်တီးကြထုတ်ပြောလို့မရအောင်ထိခိုက်များပဲပြောရမယ်စစ်ကြောင်းတွေကမခွာဘဲနေတော့တရင်နေအတီးကြမထုတ်ပြန်နိုင်သေးပါဘူးစစ်ခွေးတွေရဲ့ထိခိုက်မှုတွေတီးကြမတင်ပေးသေးဘူးမျိုးရဲပြောင်းဝင်ပြီး21ရက်နေ့ကစစ်ကြောင်းပြန်ထုတ်လာရလို့စာမဏိတော်တပ်ဖွဲ့တော်ကပို့တိုက်ကကပြောတယ်စစ်စင်ရေးတိုက်ခိုက်မှုကိုစာမဏိတော်တပ်ဖွဲ့ ဖုန်းနဲ့ဝင် black ကို drone တစ်ဖက်တော့ကမဟာမိတ်တင်တဲ့တို့ပို့ပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ရွှေကုတ်ကိုမြို့တဲ့ပါဝင်များရရှိကြောပြလုံငန်းများအလုံးစိတ်ပူရမလို့ပဲပုံမှန်တိုင်းလည်းပတ်နိုင်ယူဆော့ချစ်သူကောင်းဆောင် PDF ကတတိပေး K2 တကူဘွဲတော့ PDF ကစီကားတိုင်းမြေစာကျင်းပပြီးဖြစ်ပြီးပါဝင်စင်တဲ့ဘိတ်က ကင်းပြင်းနဲ့မြောင်ရီမြို့နယ်ကိတ်ကိတ်ဘက်မှာဖြစ်ပေါ်နေတဲ့ခြေနေရဲ့ကြောင့်ရွှေကုတ်ကုံမြို့တဲ့ပောင်းရီမြောင်ရီမြို့နယ်အတွင်းရှိကြားပြတ်လုပ်ငန်းစင်တာများအနေဖြင့်စိတ်ပူရမလို့ပဲနဲ့ပုံမှန်တိုက်လုပ်ငန်းတွေလည်းပတ်လောက်ကင်နိုင်တယ်လို့စစ်တပ်လောက်ကပုံမူကြီးဆော့ချင်သူဦးဆောင်နဲ့ PDF ကတရားဝင်သိပေးလာကြောင်းကြားပြတ်လုပ်ငန်းတွေမှာလောက်ကင်နေမြန်မာပြည်တန်ကနေသိရတယ်။အော်တိုဝါ၂၀တန်းနေကစာရီမြောင်ရီမြို့နယ်ရှိကိတ်ကိတ်ဘက်ကိုစစ်တပ်ကဝေရောက်စီးနှင်ခြင်းစစ်တပ်လောက်က PDF ကကြားပြတ်လောက်ကင်သူတွေကိုနှင်လွတ်ခြင်းခေါထုတ်သွားခြင်းတွေလုပ်ဆောင်ခြင်း PDF ကကြားဖြန့်ကေကေဘတ်တွေဖောက်ခွဲမှုလုံဆောင်လာခြင်းကြောင့်ရွှေကုတ်ကိုဘောင်းဝင်ကြောင်ဖြန့်လုပ်ငန်းတွေလုတ်ကိုက်နေစင်တာတွေမှာစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လာကြောင်းထို့ကြောင့်ကြားဖြန့်လုပ်ငန်းတွေကိုအဓိကဦးစီလုတ်ကိုက်ကာကွယ်ပေးနေတဲ့ PDF တပွဲကိုကြားဖြန့်လုပ်ငန်းရှိတရုတ်တွေကြားဖြန့်လုပ်ငန်းတွေမှာမြန်မာနိုင်ငံသားတွေကဆက်သွယ်ပြီးမြန်မာ PDF ကစိုးရိမ်ပူပန်ရမလို့ပဲပုံမှန်အတိုင်းကြားဖြန့်လုပ်ငန်းတွေလည်းပတ်နိုင်ကြောင်းထို့ပြင်လာမဲ့ဒီဇင်ဘာလမှာ KE29 ပွဲတော်ကိုပေါ့စီကတိုက်မြင့်စွာ BGF ကဥဆောင်ကျပမည်ဖြစ်ပြီးပါဝင်စင်တဲ့ဖိတ်ခေါ်ရတော့တော်ဝင်တိပေးလာကြောင်းသိရတယ် ဘီဂျက်ဖ်ကဘက်ကရွှေကုတ်ကိုထဲမှာရှက်လုပ်ငန်းတွေအားလုံးကိုဘာမှစိုးရိမ်စရာမလိုပုံမှန်တိုင်းလုပ်ငန်းလည်းပတ်လုပ်ကိုင်းနိုင်တယ်သူတို့အနေနဲ့ဆက်လက်ပြီးကာကွယ်ပေးနေမှာဖြစ်တဲ့ကိနစ်တစ်ကိုပွဲတော်ကိုစုကဲတိုက်မြိုက်စာချင်းပါမှာဖြစ်လို့ပါဝင်စင်တဲ့ဖို့ဖိတ်ခေါ်ရစေပြီးအသိပေးလာတယ်သူတို့ကမစိုးရိမ်နဲ့ပြောပေးမယ်စိုးရိမ်မှုကရှိနေကြတယ်ရွှေကုတ်ကိုမြို့တဲ့အတွင်းစားဖြတ်လုပ်ငန်းမှာဦးစီးလုပ်ကိုင်းတဲ့မြန်မာနိုင်ငံသားကြီးကြက်သူတောက်ကဆက်သွယ်ပြောဆိုတယ် နယ်တလော့ BGF ကဦးစီးလုတ်ကင်နယ်ရွှေကိုကိုမြစ်တဲ့အတွင်းရှိကြားဖြတ်လုပ်ငန်းတွေမှာပုံမှန်တိုင်းလုပ်ငန်းလက်လုတ်ကင်လက်ပတ်နေတဲ့အပြင်ကကေဘက်ကပြောင်းရွှေ့လာတဲ့တရုတ်ဒေသချို့မှာရွှေကိုကိုရှိစောင့်သေးတချို့မှာလုပ်ငန်းတွေပြန်လည်စတင်နေကြ။များရီမြို့နယ်တွင်းရှိ DKB PC လက်အောက်ရှိကြားဖြတ်လုပ်ငန်းတွေမှာလည်းပုံမှန်တိုင်းလက်ပတ်နေစေဖြစ်ကြောင်းသိရတယ်။ ရွှေကုတ်ကဝန်ခဆိုင်နဲ့မြောက်ရီမြို့မှာရှိတဲ့ PGF DKB PC ကိတ်ဝင်းနဲ့မြောက်ရီမြို့အမှတ်၅ရပ်ကွက်အမှတ်၁ရပ်ကွက်နဲ့အမှတ်၂ရပ်ကွက်အပောင်းမြောက်ရီတို့မြို့လုံးမှာရှိတဲ့ကြားဖြန့်စင်တာတွေမြောက်ရီမြို့ပြင်မှာရှိတဲ့မြစ်တာလင်းမြိုင်မဲထော်တလေးအင်ဂျင်မြိုင်မင်းလက်ပတ်ဘလူးဂျီဘလူးလေးကကေပတ်ဧကတရာဆိုင်နောက်ပြီးရင်စုံစီမြိုင်ကြောက်ခတ် DKBA ဌာနချုပ်တက်မှာရှိရဲ့ကြောဖြန်နေဝေါ်လီဘက်မှာရှိရဲ့ DKBA ဖိုးရွှေဝါကွင်းနေအကုန်ပုံမှန်တိုင်းလဲပတ်နေပါတယ်။အော်တိုဘာ20ရက်နေ့ကလေးက BGF မှာစော့ချစ်သူတင်ဝင်းနဲ့မုတ်တုံတို့က KK ဘက်မှာကြောဖြန်တူတဲ့တွေအွန်လိုင်းနည်းပညာဆိုင်ရာပညာရှင်တွေပါဝင်ရေးပါသူတွေကိုခေါ်ထုတ်ပြီးတချို့မှာရွှေကုတ်ကုံမှာရောက်ရှိကတချို့မှာ BGF ကထူးစီစဉ်ပေးထားတဲ့နေရာတွေမှာရှားရီခိုးလုံးနေကြသေးရတယ်။ ။ KK ဘက်မှကြားဖြတ်တဲ့သတင်းပါဝင်ရေးပါသူတွေကို BGF ကအထူးစီစဉ်နဲ့ရွှေ့ပြောင်းပေးရမှာမြောက်ရီ95ဂိတ်၊တင်ကန်းညင်တော်ဂိတ်၊ကောက်ကရိတ်ကိုတိုင်ဂိတ်၊ကျုံတိုးဂိတ်ပါဝင်စစ်တပ်ဂိတ်တွေကိုစစ်တပ်ကလမ်းကြောင်းဖွင့်ထားခဲ့ကြောင်းသိရတယ်။ KK ဘက်မှ BGF ကအဓိကလုံခြုံရေးယူတာဝန်ယူတိစောက်ပိုင်တာတဲ့ online ကြားဖြတ်စင်တာတစ်ခုဖြစ်ပြီးမြောက်ရီမြို့နယ်တွင်ရှိကြားဖြတ်လုပ်ငန်းတွေအားလုံးကို BGF ကစက်ကြီးကောက်ကအကောက်ွယ်ပေးထားခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးကိုစလေလောင်းနဲ့ရွေးကောက်ပွဲကုန်ကြမ်းစိတ်တို့မြင့်တမတ်စစ်ကော်မရှင်ကပြောင်းစုရွေးကောက်ပွဲကော်မရှင်ကတက်ဆိုင်ရလွတ်တော်လိုက်ရွေးကောက်ပွဲဆိုင်အနည်းပရေတွေကိုပြင်ဆင်ပြီးကိုစလေလောင်းရွေးကောက်ပွဲကုန်ကြမ်းစိတ်ကိုတုံ့ပြန်လိုက်တယ်လို့နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေကဖော်ပြတယ်။တက်ဆိုင်ရလွတ်တော်လိုက်ရွေးကောက်ပွဲဥပဒေပုံမှန်90ရာအနည်းတိုင်းအုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီးနည်းဥပဒေတွေကိုအောက်တိုဘာ26ရက်နေ့မှာပြင်ဆင်ပြဌာန်းတာလို့ကော်မရှင် ဩဂတ်ထာဥတ္တဆိုကလက်မှတ်ရေးထိုးတယ်ပြင်ဆင်လိုက်တဲ့ပြည်သူ့လွတ်တော်နဲ့မြို့သားလွတ်တော်ရွေးကောက်ပွဲနေဥပဒေပါပုံမှန်69ရာကိုစလေလောင်းတို့ကရွေးကောက်ပွဲကုန်ကြစေပြင်ငွေကြေးသိမ်းသွင်းရာဒီခွင့်ပြုလိုက်ပါတယ်ထိုင်းဓမ္မမဟုတ်ပြည်내လွတ်တော်ရွေးကောက်ပွဲနေဥပဒေပုံမှန်69ကာကြီးရာကိုစလေလောင်းတို့ကငွေကြေးသိမ်းသွင်းရာဒီ30ခွင့်ပြုသလိုခါဝဲမှာလည်းတိုင်းသားလူမျိုးကိုစလေလောင်းတို့ကလည်းငွေကြေးသိမ်းကဒီ30နိုင်တယ်လို့ပြင်ဆင်ခဲ့တာပါအဲဒီပုံမှန်မှာယင်းဒီဥပဒေမှာတော့ငွေကြေးသိမ်း150ထက် ပို့ပြီးတော့30ခွင့်ဖြစ်တယ်လို့တိုင်းသားလူမျိုးကိုစလဲလောက်တော်လဲတအုပ်ကိုငွေကျပ်300တထောင်30ခွင့်ပြုထားဖြစ်ပါတယ်။သက်ဆိုင်လွတ်တော်လိုက်နယူပရီပုံမှာ68ခါဝေးရလွတ်တော်ကိုစလဲလားရွှေကောက်ခွဲကုန်စားစိတ်အတွက်မိမိကိုပိုင်ငွေနဲ့ဖြစ်စေပြည်ရင်းရှင်နိုင်ငံသားတအုပ်ချင်းကဖြစ်စေကော်မတီဓာမော့ကော်မတီစုဖွဲ့တွေကဖြစ်စေတက်ဝင်ရရှိထားတဲ့ငွေကြေးတဲ့ကလူတန်းထိုင်ငွေနဲ့ဖြစ်စေသက်ဆိုင်ပါတီဖွဲ့စီကထောက်ပံ့ငွေနဲ့ဖြစ်စေကြာခံပြီးကုန်စားစိတ်တွေလို့ဖော်ပြတယ်။ မဲဆက်စည်းရုံးမဲ့နေ့ရက်ကိုတော့အောက်တိုဘာ28ကနေဒီဇင်ဘာ26နေ့ထိရက်ပေါင်း60တမတ်ကပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပြီးဖြစ်ပါတယ်။ဒါပေမဲ့လူစုလူဝေးနဲ့စီတန်းလှည့်လည်မဲဆက်စည်းရုံးခွင့်ကိုတော့လုံခြုံရေးအကြောင်းပြချင်တဲ့ပြည်ပင်ထားပါတယ်။ ဒီဇင်ဘာနောက်ပိုင်းမှာဆက်တင်ကျင်းပမယ့်ဘိုင်းလိုက်ထွေထွေရွေးကောက်ပွဲမှာပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကနေစီစစ်ပြီးဝင်ရောက်ရှင်ပြိုင်ခွင့်ပြုရဲကိုစတယ်လောက်4330ကျော်ရှိပါတယ်။စစ်ကော်မရှင်ပြဌာနရွေးကောက်ပွဲဥပဒေပုံမှန်41ကကြေရမဲဆန္ဒနဲ့တခုမှကိုစတယ်လောက်တဦးသာရှင်အဲ့ဒီမဲဆန္ဒနဲ့အတွက်ရွေးကောက်ပွဲမကျင်းပတော့ဘဲအဲ့ဒီပုံကောနိုင်ရလွတ်တော်ကိုစတယ်ဖြစ်ကြေညာမယ်လို့ဖော်ပြထားပါတယ်။ဆလာဘီမွန်ပြင်းနယ်မှာကိုယ်စားလှယ်လောင်းနေမဲဆယ်ဘောလုံးကျွေးပုံမတော်မြင်တာမွန်ပြင်းနယ်မှာအနာသိန်းစစ်ကော်မရှင်ကိုယ်စားလှယ်လောင်းနေမဲဆယ်စီရုံမှုစတင်မဲ့ ရမ်တိုင်မီကလည်းကလုံချွေးပုံမို့တုံးမြင်ပြီးပိတ်ဆို့စစ်စင်းမှုဇက်တိုက်လှုပ်ဆောင်တယ်လို့ပြောတယ်။အာနာသိစစ်ကော်မရှင်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့ကိုယ်စားလောင်းနဲ့မဲဆွယ်စီယုံမနေ့ရက်ကိုတော့အော်တိုဘာ28ရက်နေ့ဒီဇင်ဘာ26ရက်နေ့ရက်ပေါင်း60တက်မှတ်ထားတယ်။အထူးသဖြင့်စစ်ကော်မရှင်ကတော်လိုက်တက်ဖွဲ့တွေလှုပ်ရှားမှုအကောင့်နဲ့စိုက်ထိုးပြီးလဲတထောင်နဲ့ရေးမြွနယ်မှာလုံချွေးအင်အားအများပြားအသုံးပြုထားပြီးကြံမြွနယ်မှာတန့်အင်အားတွေထပ်ထိုးထားတယ်။စစ်ကော်မရှင်ကတော့ရွေးကောက်ပွဲမဲဆွဲကြဖို့ပါတီနဲ့ကိုယ်စားလှောင်းတွေကိုလူစုလူဝေးနဲ့စီတန်းလှည့်လဲမဲဆွဲစီရင်ခွင့်ကိုလုံခြုံရေးကြောင်ပြကြတဲ့ပိတ်ပင်ထားတယ်။ ဝန်ပြင်းနယ်မှာအနာသိန်းစစ်ကော်မရှင်ကျင်းပမဲ့အတွက်တွေရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်နိုင်မှုနိုင်ငံရေးပါတီကိုကိုက90လောက်250ကျော်အမည်စင်းတင်သွင်းထားပါတယ်။နာမည်ဒီဇင်ဘာ28ရက်နေ့မှာစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲပိုက်တင်မှာတော့ဝန်ပြင်းနယ်ကြိုက်တို့တထုံမော်လမြိုင်ချောင်းဆောင်နဲ့ကြိုင်မြို့မြို့နယ်မှာရွေးကောက်ပွဲကျင်းပသွားဖို့ရှိနေပါတယ်။နောက်ဆက်အပိတ်ကြားအတွက်ဒုဗန်ကျေးဇူးတင်ရှိပါတယ်ရှင်။